။ EPC ရဆာမှာတော့ rank ကဘာပဲဖြစ်နေလဲချီတော့လူပြစ်ပြီးပျောက်သွားရဲဟာနင်ခန်းထဲကိုရောက်နေရလဲ။သူမှဒဏ်ရာပြင်းပြင်းထန်ထန်ရထားရမလား။ဘာလို့ဆီအောင်စီခွန်မတော်ပဲနဲ့နင်ခန်းထဲမှာရှိနေရလဲဆိုပြီးတော့ rank ကမေးနေပါပဲ ငါထင်တဲ့အတိုင်းပဲသူမဇွန်မီပဲဟုတ်တယ်မလားဆိုပြီးတော့ချီတို့မေးလိုက်ပါလေရန်ကိုငါချိန်မှငါနင့်ကိုအလုံးရှင်းပြနိုင်မှာဆိုပြီးတော့ချီတို့ပြောနေတော့မှလူသားသမားဆိုပြီးတော့ရန်ကိုကနိုင်နဲ့ပြစ်ပေါက်လိုက်ပါလေနင့်ရဲ့စမ်းသမှုအတွက်လူတယောက်ကိုတတ်လိုက်တယ်ပေါ့ဆိုပြီးတော့ရန်ကိုကပြောပြီးတော့ရုပ်တင်နဲ့ချီတို့ထုနေပါလေနေပေါင်းမင်းထွန်းတာမှားနေပြီဆိုပြီးတော့ချီတို့ကပြောနေပါလေရန်ကိုကတော့ရဲကိုခေါ်ရမယ်ပြင်းနင့်ကိုဖမ်းကားရမယ်ဆိုပြီးပြောနေပြီးတော့ချီတို့ဆုံးမနေပါလေဒီချိန်မှာပဲရဲဟာဘာပေါ်နောက်ကိုလိုက်သွားပါလေနေပေါင်းရဲဟာနင်ဘာကြီးလုပ်နေရလဲပြဿနာပဲ ရန်ကိုအောက်ကကြီးချူခန်းနဲ့မှာဖိုးရှိရသူ့ကိုသွားခေါ်ပြီးပါဆိုပြီးတော့ချီတို့ကရန်ကိုပြောလိုက်ပါတယ်။ဟဲ့ချီတို့ခုနကအော်သားကဘာလဲဆိုပြီးတော့ချီတို့ဖေကမေးလိုက်ပါတယ်။ဖေကအဲ့ဒါဘာမှမဟုတ်ပါဘူး။ရန်ကို ရုပ်ရှင်ကြည့်ပြီးတော့အော်နေရပါ။ချီတို့မင်းဒီပေါ်မှာဘာလုပ်နေလဲ။တန်ရှင်းမပြီးသေးဘူးလေ။ဖေကအဖေကျွန်တော်ဘာကုန်းနဲ့လောက်ရရှိသေးလို့ပါ။ချီတို့မင်းထပ်လုပ်ပြန်ပြီလားကွာ။မြန်မြန်လုပ်ဆိုပြီးတော့ချီတို့ဖေကပြောလိုက်ပါတယ်။ဟမ်သူဒီမှာမရှိကြဘူးပါဆိုပြီးတော့ချီတို့ကပြောလိုက်ပြီးတော့ရဲဟာကိုလိုက်ရှာကြည့်လိုက်တဲ့အချိန်မှာပဲဘာကုန်းနဲ့၆လခံပန်းတွေကိုစားနေရဲဟာကိုတွေ့ကြပါတယ်။ 对呀，操了！今晚上沙里得听个 DJ 变换了嘞？ သူကပုံမှန်ပြန်ဖြစ်သွားပြီပဲဆိုပြီးတော့ခြီတူကပြောလိုက်ပါရဲ့ရဲရထားလိုက်တဲ့ချိန်မှာရဲရကိုပတ်ဖိထားတဲ့တပတ်ကကြစ်သွားပါပြီခြီတူကလည်းရဲရကိုအိမ်တထဲလှမ်းပေးလိုက်ပါတယ်မင်းရဖို့မင်းခုံချောင်လုတ်လိုက်တာပဲခြီတူဒီတော့မင်းရရှင်သန်ချင်းစေးရီကိုဆက်တဲ့ကိုတိုက်လိုက်တဲ့လူကဟုတ်လားခြီတူជីជីဆက်တဲ့ကဘာတူလဲရဲရအကြောင်းပြောနေရလားជីជីခြီတူကောင်းကောင်းသားထောင်ရှင်သန်ချင်းစေးရီကမပြည့်စုံသေးမင်းစုံမိတကောင်ကိုတိုက်လိုက်မယ်ဆိုရင်သူ့ကိုဒီတိုင်းထားလို့မရဘူးအဲ့ဒါတဖြည်းဖြည်းပုတ်ပြီးဆွေးမြေ့လာလိုက်မယ်နောက်ဆုံးတော့ရိုးပဲကြံခဲ့လိုက်မယ်ဆိုပြီးတော့အဖိုးဖြစ်သူကခြီတူပြောလိုက်ပါပဲ 宝贝弟弟，可不玩内森马了。 ဟမ်ငါတို့ကလည်းမရမှတ်ဘူးလားဆိုပြီးတော့ဖိုးကပြောနေပါတယ်။ဘာကြီးလုံးနေတာတော့တမီးရအဖိုးရမိမလည်းမဟုတ်ပါဘူးဆိုပြီးတော့ရန်ကိုကပြောနေပါတယ်။ဖိုးကတော့ချီတို့ခန္ဓာကိုယ်မူလာအတိုင်းထိန်းထားဖို့ဆိုရင်ပထမဦးဆုံးအနေနဲ့ခန္ဓာကိုယ်လုံခြုံပြည့်အောင်မလုပ်နဲ့ဒုတိယအနေနဲ့အပူချိန်မြင့်မြင့်မှမထားနဲ့တတိယအနေနဲ့6လက်ခံပန်းကိုစားရမယ်ဆိုပြီးတော့ဖိုးကပြောနေပါတယ်။ជីជីအတာတွေကိုသိရင်စောက်ထဲမှာရေးထားတဲ့နယ်ဆိုပြီးတော့ချီတို့ကပြောလိုက်ပါတယ်။ဒါတွေကမင်းရမင်းရှားမှာကွာမဟုတ်တဲ့လူယောက်တော့သိသွားမှာမကောင်းဆိုပြီးတော့ဖိုးကပြောနေပါတယ်။အခြေခံပြောရရင်သူတို့က6လက်ခံပန်းကိုစားရင်ခန္ဓာကိုယ်ထိန်းထိန်းနိုင်တယ်ပေါ့ဟုတ်လားជីជីဆိုပြီးတော့ချီတို့ ာမေးလိုက်ပါပဲ။မရဘူးကွာငါရင်ကပြောခဲ့သလိုပဲစေးရမပြည့်စုံသေးဘူး။ခန္ဓာကိုယ်မပြည့်စည်အောင်ပဲထိန်းထားနိုင်တာရက်တန်အောင်မလုပ်နိုင်အောင်ဆိုပြီးတော့ဖိုးဖြစ်သူပြောနေတော့မှဘန်ကိုကပန်းအိုးနဲ့ကောက်ထုတ်လိုက်ပါပဲ။ဟမ်သူကြည့်တော်ပြီဟာဒီနေ့ကရာသီဥတုရမ်းတာရပါလားကွာကောင်းနေကောင်းနေဆိုပြီးတော့ဖိုးဖြစ်သူကပြန်ကြောင်သွားပါလား။ဟုတ်လားပါအထက်ဝင်ရအောင်ဆိုပြီးတော့မိယူကခေါ်သွားပါလား။ဖိုးကပြန်ကြောင်သွားရ။ဒါပေမဲ့အရေးကြီးတဲ့ချက်တွေတော့တိလိုက်ရပါဆိုပြီးတော့ခြီးရောဘဲဟာကိုကြည့်လိုက်ပါလား။ ဒီကောင်ကလေးရမလို့လဲဆိုပြီးချီတို့ဖေရမေးလိုက်တော့အဖေအမှန်တမ်းပြောရင် तू ကအာတကယ်ဆိုကျွန်တော်အဖေကိုနောက်မှပြောပြမလို့ပါဒါပေမဲ့ထပ်ပြီးစဉ်းစားစရာမလိုတော့ဘူးဆိုတော့ကျွန်တော်ပြောပြလိုက်ပါတော့မယ်ဆိုပြီးချီတော့သူ့အဖေကိုပြောလိုက်ပါတယ်ဘဲဟာတော့သူတို့ငါ့ကိုမြင်တော့ပြီဆိုတော့ငါဒီမှာဆက်နေရတော့ဆိုပြီးထင်နေပါတယ်ဘာဖြစ်လို့လဲချီတို့ဖေကျွန်တော်ပြောတော့နားထောင်ပေးပါကျေးဇူးပြုပြီးရဘဲဟာကိုအိမ်မှာနေခွင့်ပေးနိုင်မလားဆိုပြီးတော့ချီတို့မေးလိုက်ပါတယ်ကျွန်တော်ဒီအချိန်လေးကိုရှင်းပြနိုင်ပါတယ်ဒါပေမဲ့သူ့မှာနေရမှာရှိလို့ပါပြီးတော့သူ့ကိုကျွန်တော်တောင်းယူမှာမလို့အားကြောင့်သူ့ကိုနေခွင့်ပေးပါဆိုပြီးတော့ဖေပြည့်စုံကိုပြောလိုက်ပါတယ်ဟမ်အချိန်ရ ားကောင်းရမယ်ဟုတ်လားမင်းကဇွန်မီမို့ဘယ်နဲ့တခြားရတွေပေါ့စုံဝင်စားရတော့ပုံမှန်မဟုတ်ဘူးဘာလဲဆိုတာတော့ငါမသိဘူးဒါပေမဲ့ဒီဖျားเจ้าကအရင်ကနားခုတဲ့နေအဖြစ်သုံးခဲ့ကြအောင်အားကြောင့်ငါညင်းစရာမရှိဆိုပြီးတော့ခြေထုတ်ဖျားပြောလိုက်ပါဟမ်တကယ်လားဖေအေးဟုတ်တယ်ကွာငါမှလည်းမင်းကိုတားဖို့အစီအစဉ်မရှိပါဘူးကွာကျေးဇူးတင်ပါရဲ့ဖေဘဲဟာနင်းတက်လာခဲ့တော့ဖေးစရာခွင့်ပြုချက်ရပြီနင်းဒီမှာပုံစရာမလိုတော့ဘူးဆိုပြီးတော့ခြေထုတ်ဘဲဟာကိုပြောလိုက်ပါတယ်မင်းတို့မြောက်ကတူတူနေကြလားဆိုပြီးတော့ခြေထုတ်ဖျားမေးလိုက်ပါတယ် အတူတူလားအဲအဲ့လိုလည်းမဟုတ်ပါဘူးဒီချိန်မှာပဲရန်ကိုကချီတို့တခိုးကောင်လို့ပြောပြီးတော့အိမ်ပြန်သွားပါတယ်ဒီလိုနဲ့ချီတို့ကရဲဟာငိုင်းမှနေပါဆိုတော့ဒီနေ့ကစပြီးဒိုင်းအားရေးဖို့ဆုံးပြလိုက်ပြီဆိုပြီးတော့ဒိုင်းအားတွေထိုင်ရင်းနေပါတယ်ဒီချိန်မှာပဲရဲဟာခန်းထဲကထွက်လာပြီးတော့ချီတို့ငါတောင်းမှန်ပါတယ်ငါကြောင့်နင်ပြဿနာကြီးတက်နေရဆိုပြီးတော့ရဲဟာတောင်းမှန်လိုက်ပါတယ်အဲ့လိုလည်းမဟုတ်ပါဘူးလေငါဇမီးတင်နဲ့ပတ်သက်တဲ့ချက်လက်တွေကိုရလိုက်တယ်လေဆိုပြီးတော့ချီတို့ကရဲဟာကိုပြောလိုက်ပါတယ်ဒါနဲ့နင်ခန်းကိုငါတောင်းတာအဆင်ပြေပါမလားဒါမှမဟုတ်ငါတို့အခန်းကိုမျှတုံကြရင်ရောမကောင်းလားဆိုပြီးတော့ရဲဟာပြောလိုက်ပါတယ် ငါတို့ကနန်းတော်နန်းပြောခန်းကိုမျှတော့တော့တိတ်အဆင်မပြေဘူးဆိုပြီးတော့ချီရောရောင်ပြီးတော့ပြောလိုက်မိပါရဲ့ရဲဟာတော့နန်းနေဟုတ်လားဘာဖြစ်နေရလဲမဟုတ်မှလေရောနင်ငါအဲ့နေတော့နန်းလိုက်တာလားဆိုပြီးတော့ချီတို့မေးလိုက်ပါရဲ့အဲအဲ့လိုမဟုတ်ပါဘူးအဲ့ဒါဗျောင်းမြန်ကြီးဆိုပြီးတော့ချီတို့ပြောလိုက်ပါရဲ့စိတ်တမ်းနာပါနဲ့ဘာမှမဖြစ်ခဲ့ပါဘူးဆိုပြီးပြောလိုက်တော့မှရဲဟာငြိမ်သွားပါရဲ့နောက်တော့ချီတို့ရဲဟာရဲ့ပြောင်းလဲမှုကိုမှတ်တမ်းတင်ပို့တော့ဗီဒီယိုရိုက်နေပါပခုံးလက်ဘာမှပြောင်းလဲမှုမရှိချီတို့ဘာလုပ်နေရလဲ ဇွန်မီစမ်းသမှုအတွက်ဗီဒီယိုရိုက်နေရပါဆိုပြီးချီတော့ပြောလိုက်ပါတယ်။ငါရောက်တဲ့ခါမှာတော့ရန်ကိုက Rare အတွက်အိမ်တွေလာပေးပါတယ်။ချီတော့ Rare ရန်ကိုကိုကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ချီတော့ Rare စီကိုအိမ်တွေသွားပေးလိုက်ပါတယ်။နောက်တော့ချီတော့နဲ့ Rare ဟာနဲ့အပြင်ကိုလမ်းလျှောက်ထွက်လာကြပါတယ်။ငါလမ်းလျှောက်ဖို့အဆင်ပြေပါမလားဆိုပြီးတော့ Rare ဟာချီတော့မေးလိုက်ပါတယ်။ဂျီဂျီကတော့တိတ်မလို့ရှာဖို့ပြောထားပေးမှအဆင်ပြေပါတယ်ဆိုပြီးတော့ချီတော့ကပြန်ပြောလိုက်ပါတယ်။ဒီလိုနဲ့ Rare နဲ့ချီတော့လမ်းလျှောက်နေတော့မှ Rare ရဲ့ဖေးရဲ့လက်ထောက်ဖြစ်စီကစောင့်ကြည့်နေပါတယ်။ ရဲဟာကြည်တို့ငါသတ်စင်ကလည်းသွားစီအောင်မလုပ်တော့အိတ်လဲမအိတ်ချန်တော့ဆိုပြီးတော့ပြောနေပါတယ်ရဲဟာကြည်တို့သူ့ကိုဒီလိုတောင်းယူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ကြည်တို့ပြောနေပါတယ်ကြည်တို့ကရဲဟာကြောင့်တွင်းနေလမ်းလျှောက်နေတော့မှကားတိုက်ခံရမလို့ဖြစ်သွားပြီးတော့ရဲဟာကြည်တို့ဆွဲလိုက်ပါတယ်ရဲဟာရဲ့အာကြည်တို့နာကြောင့်ကြည်တို့ကနောက်ကသင်္ဘင်နဲ့တိုက်မိပြီးတော့ဒဏ်ရာရသွားပါတယ်ရဲဟာတော့ကြည်တို့ကိုတောင်းပန်လိုက်ပြီးတော့ကြည်တို့ရဲ့ဒဏ်ရာကိုရှာနဲ့ရက်ပေးနေပါတယ်ဒီနေရာလေးမှာတင် episode 4လေးကပြီးဆုံးသွားပါတယ်